ရခတတော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မောင်တော်ခရိုင်ကမွတ်စလင်ကောင်းဆောင်တွေဩဂတ်စ်လ30ရက်မှာတွေ့ဆုံပြီးတော့ဒေသတည်ဆောက်ရေးနဲ့ဘာသာရေးလွတ်လပ်ခွင့်တွေကိုဆွေးနွေးခဲ့ကြတယ်လို့မောင်တော်ဒေသခံမွတ်စလင်တွေစီကနေသိရပါဗျ။ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွတ်စလင်ကောင်းဆောင်တွေတွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်နှစ်ပတ်အကြာမှာမောင်ရုံးမြို့မှပလီကိုဖွင့်ပေးပြီးဝေပြုခွင့်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွတ်စလင်လူကြီးတွေ ဂျူလီအဖွဲ့တွေတွေ့ဆုံတဲ့အခါမှာအပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့ကြပြီးဒေသတိဆောက်ရေးမှာမွတ်စလင်တွေပါဝင်ခွင့်အတွက်ဆွေးနွေးခဲ့ကြတယ်လို့မောက်တော်မျိုးကန်ကပြောပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွတ်စလင်ခေါင်းဆောင်တွေအကြားတွေ့ဆုံပြီးတဲ့နောက်စက်တင်ဘာလ12ရက်မှာ73နှစ်ကြာဝိပုခွင့်ပိတ်ထားတဲ့မောင်တော်မျိုးမပလီကြီးကိုဝိပုခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အေးအေးထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာနေထိုင်ကြတဲ့မွတ်စလင်တွေဟာအရင်ကထက်ဘာသာရေးလွတ်လပ်ခွင့်နဲ့လွတ်လပ်စွာသွားလာခွင့်တွေရရှိလာကြပြီးအစိုးရအဖွဲ့တွေမှလည်းနေရာရလာကြတယ်လို့မွတ်စလင်အတိုင်းအဝိုင်းတွေကလည်းစုံစမ်းသိရှိရပါတယ်ရှင်။ ပြီးခဲ့တဲ့မတ်လ28ရက်ကအင်အားပြင်းစကိုင်းငလင်ကြောင့်လူပေါင်းရာနဲ့ချီတေဆုံးခဲ့ရတဲ့မန္တလေးမြို့က Sky Villa ကွန်ဒိုပြိုကျမှုမှာရှာဖွေလုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ပြီးလို့ခရိုင်တဘောဘေးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်တယောက်ကစက်တင်ဘာလ15ရက်မှာအတည်ပြုခဲ့ပါတယ်။ NTL ကုမ္ပဏီကဆောက်လုပ်ထားတဲ့အောင်မြင်သာဆန်မြို့နယ်တွေက17ထက်အမြင့်ရှိတဲ့ Air Sky Villa Condo ဟာစကိုင်းငလင်ကြောင့်အဆောက်အုံအလုံးဒီပါပြိုကျပျက်စီးသွားခဲ့ပြီးအပြက်စီးတွေအောက်ကနေအယုံလောင်းတွေကိုမိသက်တက်ဖွဲ့က6လနီးပါရှာဖွေပြီးတဲ့နောက်မှာရှာဖွေလုပ်ငန်းတွေကိုအခုလိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတည်ဆုံးသူတယောက်ကိုရောချင်းငွေကျပ်သိန်း100စီပေးခဲ့တဲ့အတွက်ကွန်ဒိုမှာနေထိုင်သူတွေကတော့အဲ့ဒီနင်နာကြီးသိန်း100နဲ့မကျင်နဲ့နိုင်ပဲမူလတန်ဖိုးအတိုင်းပြန်လိုချင်တယ်လို့လာရှုမျိုးကနေ Sky Villa ကွန်ဒိုမှာအခန်းဝယ်ပြီးလာရောက်နေထိုင်သူတယောက်ကပြောပါတယ်ကွန်ဒိုပြိုကျခဲ့မှုကြောင့်တည်ဆုံးခဲ့သူတွေရဲ့ရုပ်အလောင်း209လောင်းကိုတည်ထုံနိုင်ခဲ့ပြီးစက်တင်ဘာလ10ရက်နဲ့စက်တင်ဘာလ15ရက်နှစ်ကြိမ်မှာတည်ဆုံးသူ146ယောက်အတွက်ရောကြီးငွေ300စီပေးအပ်ထားတယ်လို့မြို့ကန်နေစီကလည်းသိရပါဗျရှင်။ ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကစာတင်ကြောင်းလေးကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့မျက်မြင်ကြုံတွေ့ခဲ့သူတိုက်ရိုက်သိရှိသူတွေအနေနဲ့အထောက်အထားတွေမျှဝေကြဖို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာ WIWM ကစက်တင်ဘာလ16ရက်မှာတောင်းဆိုလိုက်ပါတယ်။စက်တင်ဘာလ12ရက်မှာဖြစ်ပွားခဲ့တဲ့ကြောက်တော်ကျောက်တော်မြို့နယ်တရက်တပင်ကြီးရွာကကျောင်းဆောင်လေးကျောင်းတိုက်ခိုက်ခံရမှုမှာကျောင်းသားအများစုအပါအဝင်အ ਨੇ စုံတိဆုံးသူ22ယောက်ရှိပြီးတော့အယောက်20ထပ်မံတဲ့ဒဏ်ရာရခဲ့တာပါ ဒီလိုဝန်내ဖွဲ့ရာဖြစ်စဉ်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဆရာနာသိမ်းပြီးနောက်ပိုင်းစာတင်ကျောင်းတွေကိုဆိုးဝါးစွာတိုက်ခိုက်မှုတွေကတခုအပါဝင်ဖြစ်နေပြီးဒါကတိုက်ခိုက်မှုတွေတက်ဖြတ်မှုတွေအတင်းကျပ်နေရွှေ့ပြောင်းခံရတာတွေငမုတ်ခေါင်းပါမှုတွေနဲ့ကြုံနေကြရတဲ့ရခိုင်ပြည်နယ်ကရဲသားလူမျိုးစုတွေအားလုံးရဲ့ခံစားရတဲ့ဒုက္ခတွေကိုပုံမှုဆိုးရွားစေတယ်လို့လဲ WI WM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ် WIWM အနေနဲ့အထက်ပါဖြစ်ရက်တွေအပါအဝင်တခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဆက်ဆက်တဲ့အချက်လက်တွေကိုစုဆောင်းနေပြီးအချက်လက်တွေလက်ဝဲရရှိထားပါကရန်နီးယားရဲ့စစ်ကနေနံပါတ်ဖြစ်တဲ့ +41766 191 1208ကိုဆက်သွယ်နိုင်မယ်လို့ဆိုပါတယ် အရသားတွေကိုမခွဲခြားပဲလေကြောင်းကနေတိုက်ခိုက်ခြင်းကဆေးရဇွေးမှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇွေးမှုမျောင်းနိုင်တယ်လို့ကလေးတငယ်တွေကိုတိုက်ခိုက်တာကအလွန်ထိတ်လန့်ဆက်ဆုပ်ဖွယ်ကောင်းတာကြောင့် WIWM အနေနဲ့ကလေးတွေကိုထိခိုက်ကျူးလွန်တဲ့အမှုတွေကိုဦးစားပေးစုံစမ်းနေတယ်လို့လည်းဆိုပါတယ်ရှင်။ကချင်ပြည်နယ်ဒုတိယမြို့တော်ဗမော်မှာအခုရက်ပိုင်းတိုက်ပွဲညင်နေပေမဲ့စစ်ကောင်မရှင်တက်ကခံတက်တွေပြင်နေပါတယ် တိုက်ပွဲတစ်နှစ်နေပါကြတဲ့အထိမျိုးရင်းရက်ွက်တွေမှာအရသားတွေဆက်လက်ရှိနေတဲ့အကြောင်းသို့တော်ငါသတင်းပြဖို့ထားပါတယ်ရှင်အေယာဝရီမြေကြောင်းပေါ်တရှိသလိုမြမပြီအောက်ပိုင်းနဲ့ဆက်သွယ်နိုင်ပြီးကုံသွေးရေးစစ်ရေးအရာမဟာဗျူဟာကြတဲ့ဒုတိယမြို့တော်ဗမော်မှာနှစ်ဖက်လုံးကမြေပြင်ထိုးစစ်မဆင်တာကြောင့်အခုရက်ပိုင်းတိုက်ပွဲငြိမ်းနေတယ်လို့ KIA ဘက်ကပြောပါရယ် ဒါပေမဲ့စစ်ကောင်မရှင်ဘက်ကလေကြောင်းကနေလက်နက်ရိတ်ခါတွေပို့တာရှိသလိုသူတို့ပြန်လဲထိ ंछ ုံနိုင်ခဲ့တဲ့တပ်ရင်းနဲ့စခန်းတချို့မှာခံတပ်တွေစောက်ပြီးအခိုင်အမာခံစစ်ပြင်နေတဲ့အကြောင်းသိရပါတယ်။အဲ့ဒီနောက်ပိုင်းမှာကတော့ပြတိကတော့သူတို့လည်းစစ်စင်ရဲ့နေမြပြင်ကလည်းစစ်စင်တာတော့မရှိတော့ဘူး။အဲသူတို့လည်းဒီပြန်ထိ ंछ ုံထားတဲ့အဲတပ်စခန်းဒီမှာဒီခံတပ်တွေပေါ့ဘုခံဘုအတွက်ခံတပ်တွေပြင်စင်နေတဲ့အဲတရင်ရောတော့ကျွန်တော်ရပါတယ်နော်။ ကျွန်တော်တို့ဘက်ကနဲ့လည်းခုတတိကတော့ထူးထူးစင်နာရီရောမရှိဘူးဆိုတော့အဲဒီဒိန်ဘတ်တို့တို့မှာတော့ဒီမှာပြင်းပြင်းထန်ထန်တက်ပွဲတွေရောမရှိဘူး။ဟိုတို့ကလည်းနဲ့ချင်းနဲ့လမ်းပစ်တာတွေရောရှိတယ်။စစ်သည်မော်ရီဗမော်ကိုရောက်ခဲ့တဲ့ဩဂတ်စ်လနှောင်းပိုင်း KIA ဘက်ကအာမဒ366ကိုပြန်လက်လွတ်ရအပြီးစက်တင်ဘာ17ရက်မှာတော့တန်ချက်ကာနဲ့ခလာရ236ကိုပါစစ်ကော်မရှင်ဘက်ကပြန်ရထားပါဗျ။ ဒါအတူဗမော်လေစိတ်ကိုလည်းပြန်ရပြီလို့စစ်တပ်ဘက်ကဝါရဖြန့်နေပေမဲ့အခုချိန်ထိနှစ်ဖက်တပ်တွေစိုက်ထားတဲ့အခြေအနေဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။လက်နက်ကြီးပစ်ခတ်မှု၊ drone ဘုံကျဲမှုတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်ပြုလုပ်ခံခဲ့ရတဲ့ဗမော်မှာဒေသခံတိမ်းနဲ့ချီစစ်ဆောင်ခဲ့ရပေမဲ့အခုချိန်ထိမြို့သိမ်းရုပ်ကတ်တွေမှာနေထိုင်သူတို့ကြန့်ရှိနေပါသေးတယ်။သူတို့စစ်ဖြစ်ရဲ့တော်တင်တယ်မှမရှိမကြောင်းပဲဒီမြို့ရဲ့ရုပ်ကတ်တွေမှာလည်းကိုယ်ပိုင်ရှိတဲ့ဒီပဲဖြစ်နိုင်နေတယ်ဒီ ပြည်သူတွေလည်းရှိနေတယ်ဆိုတာအခုသိရတယ်ဟုတ်ကဲ့အမျိုးတင်ရက်ွက်တွေလို့ပဲပြောလို့ရမယ်ဆိုရင်ဟုတ်ကဲ့ဟုတ်ဒါဆိုတော့ရက်ွက်အတိအကျနဲ့ပြောလိုက်လို့ရှိရင်ဒီလိုတဲ့အန်ဒီရရှိလို့လေတာမန်ရတာထဲမှာမှာတက်ကြီးလို့ပဲ၎င်းနောက်ဆင်းရဲလို့တော့၎င်းမရွှေ့နိုင်တဲ့လူတွေပေါ့မရွှေ့ရင်ပြောင်းနိုင်တယ်လို့ဟုတ်အဲ့လိုမျိုးတွေပဲကျန်တော့မမမျိုးသွင်းနေထိုင်သူတွေကသူတို့ရဲ့အသည့်မိတ်ဆွေတွေကို MBC ဖုန်းတွေကနေတဆင့်ဆက်သွယ်လာတာကြောင့်ပြီးခဲ့တဲ့လကမှတီးခွင့်ရတာဖြစ်ပြီးအသေးစိတ်ကိုမပြောလို့ကြောင်းစစ်ဆောင်ကူညီနေသူကဆက်ပြောပါဗျာ ဒါအတူပါပဲမန္တလေးတိုင်းတဲကဘုံကြီးကျောင်းဒီမှာဗမော်ကားနေစစ်ဆောင်လာသူတောင်းကနန်းလောက်ခိုးလုံနေကြပြီးတနစ်နီးပါးကြာလာတဲ့အထိ UN NGO INGO တွေအပါအဝင် ကုညီသူလုံးဝနီးပါးမရှိတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။တိုက်ပွဲတွေကြောင့်နေအိမ်အတော်များများပျက်စီးရတာကို Google Map ကနေတောင်ထင်ထင်ရှားရှားမြင်တွေ့ရပေမဲ့အခုလိုနေထိုင်စားသောက်ရေးအခက်အခဲတွေကြောင့်စစ်ပီးရင်အိမ်ပြန်ဖို့မျှော်လင့်နေတဲ့အကြောင်းဗမော်မျိုးကန်တယောက်ကလည်းပြောပါရယ်။ ကျွန်တော်စိုးသူအောင်ပါ